အားလုံးမင်္ဂလာပါဗျာလက်ရှိတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံကိုဒီကမ္ဘာနိုင်ငံအသီးသီးရတော့ဒီကုညီကယ်ဆေးအဖွဲ့တွေတောင်းလျှောက်ရောက်လာပြီပါဗျာတောင်းလျှောက်ဒီအာဆီယံနိုင်ငံတွေကလည်းဒါကုညီကယ်ဆေးအဖွဲ့တောင်းလျှောက်လွတ်နေပြီးကျွန်တော်တို့ကမ္ဘာအင်အားကြီးနိုင်ငံတွေကလည်းဒါကုညီကယ်ဆေးအဖွဲ့တောင်းလျှောက်လွတ်နေတော့လေဒါကတော့ကျွန်တော်တို့ဝမ်းသာစရာကောင်းတော့ဒါနိုင်ငံတကာကလည်းဒီမြန်မာငွေလေးနဲ့ပတ်သက်ပြီးတော့ပူးပေါင်းဆောင်မှုတွေကတော်တော်လေးကိုကြီးကြီးမားမားတွေ့ရတယ်ပြီးကျွန်တော်အာဆီယံနိုင်ငံတွေရဲ့ပူးပေါင်းဆောင်မှုတွေကလည်းတော်တော်လေးကြီးကြီးမားမားတွေ့ရပါတယ်ဒါကတော့ဝမ်းသာစရာပါပြီးကျွန်တော်တို့လက်ရှိဒီမြန်မာနိုင်ငံမှာရှိတဲ့တကယ်တထည်ကြီးပေါ့ဗျာ အဥစဇော်တို့ကျွန်တော်တို့ကမ္ဘောဇာဘာဥက္ကရာတို့အပါအဝင်အခြားသောဒီတထေးကြီးအားလည်းဒီမြန်မာနိုင်ငံရဲ့ဒီငလင်းနဲ့ပတ်သက်ရဲ့ဒါတို့လည်းဒါဆုံးဆုံးတမန်ကူညီဆောင်ရွက်တွေကူညီဆောင်ရွက်ပေးမှုတွေရှိနေအောင်ဗျာအဲ့တော့အဲ့ကျွန်တော်တို့မြန်မာမြန်မာစိန်ကိုကျွန်တော်ပြန်ပြီးတော့တွေ့ရတဲ့အနေအထားလေးဖြစ်တာပေါ့လက်ရှိလည်းကျွန်တော်တို့ဒါအသေးစားသေးသေးမှဆိုလည်းပဲဒါတို့ပြန်ပြီးတော့စားတဲ့ရေခါတွေပြောက်ဝေးတာတွေဈေးဝါးတွေမြောက်ဝေးတာတွေဒါပြီးရင်ကျွန်တော်လိုအပ်တဲ့အသုံးဆောင်တွေမြောက်ဝေးတာလည်းနေရာတိုင်းမှာရှိနေပေါ့အဲ့တော့ဒါမြန်မာစိန်ရေမြန်မာတလေးကိုကျွန်တော်ပြန်ပြီးတွေ့ရတာပေါ့ဗျာ ။လက်ရှိတော့ကျွန်တော်ဒီနေပြည်တော်အခြေအနေပြောရမယ်ဆိုရင်တော့ဒါနေပြည်တော်ကပျက်စီးမှုတော်တော်များတယ်။နေပြည်တော်ကကျွန်တော်ဝင်တဲ့အရာကအားလုံး၄လွှာရှိရဲဆိုရင်တချို့နေရာတွေမှာတလောအမြင့်ကြီးတော့ဝင်သွားတယ်။ဝင်တော်တော်လေးအခြေအနေဆိုရင်နေပြည်တော်ရဲ့အခြေအနေကကျွန်တော်ဝင်တဲ့အရာတွေဘက်မှာတော်တော်လေးအခြေအနေဆိုတယ်။ဝင်နေရကကျွန်တော်တို့ဒါလေးလွာရှိရင်တလွာကမြည်ကြီးတဲ့အထိဝင်သွားတယ်။ဒီအဆောက်တချို့သောအဆောက်ကြီးကတော်တော်လေးကိုကျွန်တော်စူးစူးဝါပြိုကျပြည့်စည်တာတွေရှိတယ်။နေပြည်တော်ရဲ့အခြေအနေနဲ့ပတ်သက်ရင်ကျွန်တော်တို့ဇမုဒိကြီးမြို့နယ်ကတော်တော်လေးကိုကျွန်တော်စူးစူးဝါ ထိလိုက်တဲ့နေရာလို့ပြောရမယ်။ဘာကြောင့်လဲဆိုတော့ဒါစမုတ်တီကဝန်ထမ်းဝန်ထမ်းတွေအများဆုံးနေထိုင်တဲ့နေရာဖြစ်တယ်။ဝန်ထမ်းတွေအများဆုံးနေထိုင်တဲ့နေရာဖြစ်တဲ့အခါကျတော့အခုလုံးကကျွန်တော်တို့ဒီအထက်မြင့်တိုက်တွေကြီးပဲ။အထက်မြင့်တိုက်တွေအထက်မြင့်တိုက်တွေမှာကျွန်တော်မြေရကြုံမှုတွေကမြေကြုံမှုတွေကကျွန်တော်လေးလွာရှိရင်တလွားမြေကြီးကိုကြောက်သွားတယ်။အဲဒီအချိန်တွေကကျွန်တော်တော်တော်လေးစူးစိုးသွားဖြစ်တာပါဗျာ။အဲတော့ဒီပိတ်မိနေတဲ့နေရာကြီးလည်းမရှိနိုင်တဲ့ပြည်ပြည့်စုံမှုတွေလည်းရှိရဲ့။ပြည်ပြည့်စုံမှုတွေလည်းရှိပါတယ်။အဓိကတော့ကျွန်တော်တို့လေးလွာရှိရင်တလွားမြေကြီးကိုကြုံကြတဲ့အခြေအနေပါ။ လက်ရှိလည်းကျွန်တော်တို့ဒီကနေ့ဒီလည်းကုညီကစေးတွေဒါဆောင်နေစဖြစ်တယ်ကျွန်တော်လည်းလက်ရှိအဲဒီဘက်ကလည်းပတ်လာတော့ဗျာပတ်ကြည့်ပြီးတော့ပတ်လာတာပေါ့ဒေါ်လေးတော့ကျွန်တော်တို့ဒီစင်ကောင်းစရာလေးတွေ့ရတာပေါ့ဗျာနောက်ကကျွန်တော်တို့ဒီစကားထဲမှာလည်းရှီအောင်ဖရားတွေတော်တော်လေးပြိုကျပြည့်စုံမှုတွေရှိတယ်ပြည့်စုံမှုတွေများတယ်မန္တလေးတိုင်းမှာလည်းများတယ် ကျွန်တော်ပြီးွားရတယ်ကျွန်တော်ဒီအစ္စလာမ်ဘာသာဝင်တွေပေါ့တောက်ကြနေရဖြစ်သွားဆိုအစ္စလာမ်ဘာသာဝင်အဝင်တွေရဲ့တကယ်သူတို့ရဲ့ဒီဒေလူးနည်းမျိုးဖြစ်တဲ့ခါဆိုတော့ဒီအစ္စလာမ်ဘာသာဝင်တွေကဝတ်ပြုတဲ့ခါမှာကျွန်တော်တို့ဒီဒေစုဒေစီရဲ့ပြုကြရတယ်ဖြစ်တယ်။ပြီးွားကျွန်တော်ဗလီတွေကဒါရှေးအောင်ဗလီတွေဖြစ်တဲ့ခါကျွန်တော်အပြိုကျပြက်စီတဲ့ခါမှာကျွန်တော်ဒေစုဒေစီရဲ့သူတို့ဒါကွယ်လွန်သွားကြတယ်ရှိရောဒါလည်းစိတ်မကောင်းကြပါဘူး။ဘယ်လိုပဲဖြစ်ကျွန်တော်တို့ဘယ်ဘာသာပဲကိုယ်ပွင့်နေပါဆိုအားလုံးကကျွန်တော်တို့နိုင်ငံသားတွေပါပဲ။အားလုံးကကျွန်တော်နိုင်ငံသားတွေပါပဲ။လက်ရှိကျွန်တော်နိုင်ငံတော်ဝန်ကြီးကြီးကလည်း ဒါကျွန်တော်မြန်မာနိုင်ငံရဲ့ငလီနဲ့ပတ်သက်ရင်ဒါဆောင်းသမန်ဆောင်းနေတာလည်းတွေ့ရပါတယ်။ပြီးကျွန်တော်အခြားသောဒါအရပ်အဖွဲ့စည်းတွေလည်းဒီပေါင်းဝင်ဆောင်းနေတယ်။ပြီးကျွန်တော်မြန်မာနိုင်ငံမှာရှိရတဲ့တထီးကြီးဒါဥစ္စာလိုလိုကျွန်တော်ဒီကမ္ဘောဇာပန်ဒါတထီးကြီးလိုပေါ့ဗျာအခြားသောတထီးကြီးလည်းဒါကူညီဆောင်းနေတာတွေ့ရပါတယ်။တွေ့ရပါတယ်။လက်ရှိကျွန်တော်တို့ဒါနေပြည်တော်မှဆိုရင်နေပြည်တော်ချင်းတွေကိုကျွန်တော်ဆက်ပြီးပြောမှာဆိုနေပြည်တော်ချင်းတွေကဒါဒါအထက်မြင့်မှနေတဲ့ဒါဝန်ထမ်းတွေအထက်မြင့်မှနေတဲ့ပြည်သူတွေက အပေါ်မှာမနေရဘူးမနေရတော့သူအောက်ထဲမှာပဲစိတ်အိတ်နေရနေတာတွေ့ရတယ်ဗျာနေပြီးတော့မှကျွန်တော်တို့ဇမုတိလိမြို့နယ်ကအဆုံးဆုံးချင်းနေပါတတော်ကိုဆိုးပါတယ်ကျွန်တော်ဇမုတိလိမြို့နယ်မှာရှင်ဝင်တဲ့အတိုက်ဝင်တဲ့အိမ်ဟာတော်တော်များများကိုကျွန်တော်ပြက်စီးရတွေ့ရတယ်ပြက်စီးရတော်တော်များများတွေ့ရတယ်အချိန်တွေတော့ဆိုးတယ်ပေါ့ဗျာကျွန်တော်ရှိရတယ်များလို့လည်းလေးလွှာမှာကျွန်တော်တို့ကလေးလွှာမှာအဲတော့ငွာလကတလွာလောက်ကမြုပ်တယ်ဘောလေတုံးလောက်ကအပေါ်မှာကျန်တယ်ပေါ့နောက်ကဒီလက်ရှိဒီနေပြီးတော့မှလျှက်စစ်ကလျှက်စစ်ကလျှက်စစ်မီဒီယာဆက်ပြီးပြတ်တောင်းနေစေဖြစ်တယ် ပြီးကျွန်တော်တောက်သုံးရည်တွေလည်းဒါရာရှိမှုရေတန်းရာရှိမှုတော်တော်လေးခက်ခဲနေတဲ့နေရာရှိတာပေါ့ဒါတော့နေပြည်တော်ရဲ့ခြေတွေပါအဲ့တော့ဘာဖြစ်ကျွန်တော်တို့အချိန်တစ်ခုကျတော့ပြည်လည်မှာပါဗျအားလုံးတော့ဒါနိုင်ငံတော်ဝန်ကြီးကြီးကလည်းလက်ရှိဒါဒီချိန်ရပတ်တိုင်းဒါဆောင်းရတယ်ဆောင်းရတယ်တွေ့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ညချရင်တော့ဒါကျွန်တော်တို့တရင်တင်ပြပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်